မင်္ဂလာပါဒီနေ့ပြောချင်တဲ့အကြောင်းအရာเนาะဟောစာတွေစီပြီးတော့လည်းပြောမတက်လို့ပြောချင်တဲ့အကြောင်းအရာကဒီပိုလီယိုယောဂတယ်လို့သမှတ်ခံလာရတဲ့ကလေးတယောက်ကို အာဖောက်ဝင်နေဆိုပြီးတော့မလောက်လဲဆိုရင်ငွေအတပြာယူပြီးတော့ကုတ်တော့ပေါ့နော်ဖောက်ဝင်နေဆိုပြီးတော့ငွေအတပြာယူပြီးကုတ်တော့အဲ့ဒီကိစ္စလေးကိုလို့ရင်တို့ရှင်းနဲ့ပြောပြရမယ်အာမပြောခင်မှာဘယ်ဆရာကမှလည်းမပောက်ခတ်ဘူးဘယ်နဂရောမှလည်းမပောက်ခတ်ဘူးဘဒုကမှလည်းမပောက်ခတ်ဘူး ကျွန်တော်လည်းဆရာတော့မဟုတ်ဘူးဘူးစီကွာစီဆရာဆိုတာကျွန်တော်ပဲအာပြောရှင်းတာကဒီအမျိုးသမီးနဲ့အမျိုးသားတူကနေပြီးတော့သူတို့သားယတနာ ဖွာလာတယ်ဒါမဲ့သားယတနာဆိုပေမဲ့ခလီလီကမွေးရပါအယိုးပြောပိုလီယိုယောဂလို့ဖြစ်နေတယ်။ဒါပါတော့ဒီကလေးက လူစင်မမီလို့ပဲပိုလီယိုယောဂဆွဲတဲ့ပုံစံပေါ့နေနေလာလာနေလာခဲ့တယ်ခလေးကနေလာခဲ့တယ်ပုံမှန်ပါပဲသူရဲ့ပုံမှန်စားမယ်တောက်မယ်ဒါပေမဲ့သူကအဲ့ရတဲ့မှာလဲနေရတယ်အဲ့ရတဲ့မှာလဲနေရတဲ့အခါကျတော့ဒီခလေးက10နှစ်သာကြော့လာတယ်ဒါက10နှစ်ထိကကျွန်တော်တို့နဲ့လည်းမတွေ့ဘူးဘူးဒီခလေးကရှိမှန်လည်းမသိဘူး ါပဲအမျိုးအင်တွားတဲ့အခါကျတော့အမျိုးတွေကဘာပြောလဲဆိုရင်အမျိုးတွေကအကူညီတောင်းတော့ပေါ့နော်အမျိုးတွေကအကူညီတောင်းကြတယ်အမျိုးတွေကဘာအကူညီတောင်းလဲဆိုရင်တော့အာကိုထွေးတဲ့နေအားလို့ရှိပေါ့နော်သူကလေးကဒီလိုဒီလိုဖြစ်နေတဲ့နေတစ်ချက်တော့ကြည့်ပြီးပါလားဟဲ့လာပြီ ကိုယ်ကလည်းဘာမှတတ်ပါဘူးဆိုမှပဲပေးချိခံပြန်ပြီအာချိတာတော့ဘာခက်လဲဘာမှခက်ဘူးသူချိတာပေါ့ချိတာပဲလွယ်လွယ်လေးပေါ့ဒီတိုင်းတွားပြီးချိလိုက်ပြီးပြီးအာသူချိလိုက်တယ်သူချိလိုက်တဲ့ခါကျတော့ကိုယ်မထင်မှတ်တဲ့အရာနဲ့သူတွေ့တယ်ဟမ်ခလေးလေးကိုတွေ့တဲ့ချိန်မှလေကိုယ်မထင်မှတ်ထားတဲ့အရာဆိုတာက ဒီကလေးရဲ့လက်ချောင်းတွေကလေးမှာရှိတဲ့ဒီအသားကြီးတာနှုတ်ဖတ်ပြီးတော့လေဖြူဖွေးအုပ်သွေးကြောမြင့်နေပါမြင့်နေရတယ်။ဒါပေမဲ့ကလေးကိုကြာတော့ကလေးရဲ့အမိကလာမကြည့်ဘူးကလေးကိုအဖိုးဘွားမှထားရတယ်။အခါကြာတော့နှုတ်ဖတ်တဲ့ဒီကလေးဟာတကယ်နှုတ်ဖတ်ဖြူတဲ့လူတွေဆိုကိုပဲမိမလဲအဲ့လိုသွေးလိုက်နောက်တော့ဒီ ကျွန်တော်တို့မပြောခင်ဇက်ကြာမှာအဲ့ဒီရှိမှာဆရာတယောက်ကလာသွားတယ်အာဟုတ်လားလို့ကဲဆရာဘာပြောသွားလဲအဲ့ဒီဆရာဘာပြောသွားလဲဆိုရင်ပတ်စံတသိန်းယူပြီးတော့ဆရာဘာပြောလဲဒီကလေးမှာတဲ့ဖောက်ရှိနေတယ်သူဖောက်ထောက်ပြီးမယ်ဆိုတော့အဖိုးဘွားလေးကယုံပြီးတော့လေပေးလိုက်ပါလေဒါကဘာလို့မဆိုပါပဲเนาะဒီနေရာမှာ ပျော်သက်ရင်မိဘဆိုတဲ့အသွေးဘိုးဘွားဆိုတဲ့အသွေးတွေကအဲ့ဒီမှာလည်းပတ်သက်ပြီးွားတယ်ပြီးွားတဲ့ခါကျတော့တပတ်လောက်နေတော့ဒီကလေးကသမီးမစားလာဘူးအစားတော့ကအရင်လိုဖြစ်နေတော့အရင်လိုဖြစ်တဲ့အခါကလေးကအားပြက်လာတယ်အားပြက်တဲ့ခါကျတော့တဏှာတဲ့ခါကျတော့အာကျွန်တော်စီကူညီတောင်းတာပေါ့ကျွန်တော်လည်းဟို ဘယုတ်ဒုက္ခဆရာဆိုကျွန်တော်ပဲသူများတဲ့ဆရာခေါ်တယ်ကိုယ့်ကိုဘာမှလည်းမသိနေဘူးအမှသွားတဲ့အခါကျတော့ဩကဲဒီဆရာကဘယ်လိုပြောပြော ကျွန်တော်တို့ကတော့ဘာမှမမြင်ဘူးဘာမှမသိဘူးကဲအမှနဲ့သူရဲ့အဖွားကိုခေါ်တယ်သူရဲ့အဖွားကိုအာဖယားဦးချခိုင်းတယ်ပြီးရရှိရင်သူတို့အိမ်ရရှိတဲ့ရိုးရကိုကြော့ခိုင်းလိုက်တယ်သူရိုးရဟာတယုတ်ဆိုတော့ကြော့ခိုင်းလိုက်တယ်ကြော့ခိုင်းပြီးတော့ဒီ ကလေးမှာဘာရှိတယ်ညာရှိတယ်ဆိုတာစစ်တယ်စစ်တဲ့အခါကျတော့ပေါ်လာတယ်ပေါ်တဲ့အခါကျတော့ကျွန်တော်တို့ဘာပြောလဲဆိုရင်ဘာကြပဲဖြစ်ဖြစ်ဒီကလေးအတွက်ထီးဖြူတစ်ခုတਿੱတီတပကံကိုလလာပပလေးနှွား။နှွားပြီးရင်ကျွန်တော်တို့မြို့ဝံဆိုရင်ဒီဝင်းဆက်ဆရာတော်ကြီးလို့ဆရာတော်ရဲ့ရုပ်ကလောက်ကိုမြုပ်နှံထားတဲ့စီကြီးပထိုးတစ်ခုရှိတယ်။အဲ့ဒီမှာသွား ဆရာတော်ကြီးမှသွားပြီးတော့ဒီကလေးရဲ့ပထန်ဇာအတိတ်ကကုတုကံဝွကျွေသွားဆိုပြီးတော့ဒီဆုံးကိုကက်ဘယ်လိုပြောမလဲတင်ပေးလိုက်တာပေါ့တင်ပေးပြီးတော့တက်ကခံလိုက်တယ်တက်ကခံလိုက်တဲ့အခါအဲ့ဒီရရပြီးတော့ကျွန်တော်တို့ကအောက်ဆင်းလာတယ်ကလေးကိုတကယ်တကယ်ကြည့်တော့ကလေးကဖောက်လည်းမဟုတ်ဘူးတစီလည်းမဟုတ်ဘူးသူ့ရဲ့အနာမကရှိနေတဲ့မယိုးသမီး တူကထိုင်နေတဲ့သူရဲ့ချီရင်မှာသူရဲ့ချီရင်မှာထိုင်တော့ကိုကအာယုံပြုတ်လိုက်တာပေါ့နော်စွမ်းလို့မဟုတ်ပါဘူးပြစ်စစ်ဖိတ်ကြည့်တယ်ရန်တုတ်ကြတယ်။အော်ဒီကလေးရဲ့အတိတ်ဘဝတော့ဆက်ခဲ့တဲ့ဆွေမျိုးမှမှတဲ့ကတရားရောက်ဆိုတာသိသွားတဲ့အခါကျလဲကဲနေလို့ပဋ္ဌာန်းဆက်ကုန်နေလို့ပြန်ခေါ်ပါစိတ်ကနေပဲနောက်နောက်ဒီလောကကြီးထဲမှာဒီလို အိုနိုင်ကြိုးပဲ့ငရွက်ငဖဲ့တယ်လာမပေးနဲ့ဒီလောကတွေကိုလည်းဒုက္ခလာမပေးနဲ့ဒီလူတွေကိုလည်းဒုက္ခလာမပေးနဲ့လာမယ်ဆိုရင်ကိုလည်းအင်္ကာပြည့်ပြည့်စုံစုံကောင်းကားမှုမပေးနေတို့တွေကအိုနိုင်ကြိုးပဲ့တယ်ပေးပြီးတော့ဒီကလူနဲ့မိဘတွေဒုက္ခပဲဖြစ်ခိုင်းတယ်နေတို့တွေကဘေးမထိုင်စားမှုဆိုတော့နေတို့အတွက်လည်းငါမျှဝေပေးမယ်မနေ့ဖြန်ကြရင်သူ့ဘွားကိုလည်းဖုန်ကြီးကြောင်းမှာနော် ဖုန်းကြီးကြောင်းမှဒီကြတယ်တကတ်မယ်ဆိုနေတို့လိုက်ွာအမြတ်ယူဆရာတော်ဗိမာန်မှာပြီးရင်နေတို့ခလေးနေတို့ရဲ့ပဋ္ဌာန်းဆက်ကိုလည်းလူလောကကလည်းအချိန်တန်ပြီးဖြစ်စွာခေါ်သွားတော့ဆိုပြီးတော့အဲ့လိုနဲ့ဒီခလေးလေးကနောက်ပြီးတော့သူ့ရဲ့အိမ်ကလူတင်ပြီးတော့ဗောဘလို့အကျိုးကြောင်းရှိတယ်ကိုကတခါလေးကြိုက်တဲ့ပြောချင်းတယ်ကိုနဲ့ပါလာတဲ့ တယောက်ကမပြောနဲ့ထွေးအဲသူနေကောင်းသွားမယ်သူအကျိုးချောင်းကန့်ကုန်ရင်လည်းသူတည်သွားမယ်ဒါမဲ့ဒီဘုတ်ကနေသူကျုပ်သွားမယ်အဲ့လိုပြောလိုက်တယ်ဒါမဲ့ခလေးလေးကတပတ်နေနေ10ရက်နေနေတဲ့အခါကျတော့အသက်ကန့်ကုန်ပြီးတော့တည်သွားတယ်တည်သွားတဲ့အခါကျတော့သူ့ဘုတ်ကျွေးလည်းသူမခံထိတော့ပြောချင်းတဲ့ဥပမာပေးချင်တာက ဆရာတွေတခါတလေကြာရင်ပတ်စံယူတာပြည့်မတင်ပါဘူးသင်ခဲ့တဲ့ပညာလည်လာခဲ့တဲ့ပညာစ조사ရတဲ့ပညာတွေကတခါလေကြာရင်ငွေကြီးနဲ့မဖြတ်နိုင်တဲ့ပညာတွေလည်းရှိပါတယ်ဒါပေမဲ့အမှန်ပြောပြီးတော့အမှန်တဲ့သစ္စာနဲ့အမှန်တော့ငွေနဲ့ယူပါစားတော့ပါ လူတွေကိုလိန်ပြီးမှယူရတဲ့ပတ်စံတော့မစားမိပါစေနဲ့ဒါမဲ့ဒီလိုပြောလို့ရှိရင်နေကဘာတတ်လဲညာတတ်လဲငါလည်းဘာမှမတတ်ဘူးဒီလိုပဲပြောတယ်ကိုယ့်ရဲ့အသွေးကြောင့်ကိုပြောပြတာပဲဟိုသူများအသွေးကြောင့်ငှားပြီးပယုတ်ဒုက္ခပြောတတ်တာလည်းမဟုတ်အဲ့တော့ဘယ်စရာမှလည်းမစော်ကားဘူးဘုဒ္ဓဘုရားလည်းမစော်ကားဘူးဖြစ်ပြနေတဲ့အနေဒါတစ်ခုကို ကိုယ်တွေဖြစ်ရတဲ့က အကြောင်းလေးတစ်ခုပြောပြမယ်။နောက်နောက်ဆိုရင်လည်းထပ်ပြီးတော့ပြောစရာလေးတွေကိစ္စတွေအများကြီးရှိတယ်ဘဝရဲ့အတွေ့အကြုံမှာဖြတ်သန်းခဲ့တဲ့အရာတွေနဲ့သိပ္ပံရဲ့ပရလောကရဲ့မမြင်ရတဲ့ဒီနတ်တွေရဲ့ဝိဇ္ဇာတွေရဲ့တို့မမြင်ရတဲ့အရာတွေအလုံးနဲ့သိပ္ပံပညာနဲ့ဘလို့ထွန်တော်နေလဲဘယ်ရာကဘလို့လဲယုံကြည်မှုနဲ့ကိုးကွယ်မှုကြားမှာရောဘာတွေရှိတယ်ဒါကဘဝရဲ့အတွေ့အကြုံအတိုင်းကျွန်တော်ပြောပြရမှာပါ ရရာအလုံးကိုမလိမ်မညာပဲနဲ့သက်ရှင်သောငွေနဲ့စားပါသူများပုံနဲ့စားသောငွေဒီမိမိအတွက်တခဏသာအေးချမ်းမှာပါဆက်ရတော့မဟုတ်ဘူးတတ်လို့တော့မဟုတ်ဘူးဒါပေမဲ့ကိုဘွားမှာတခါလေးကြာရင်သူများစီကနေမတရားอยู่တဲ့ပတ်စံစီရင်စိတ်ထဲမလုံခြုံတဲ့အရာတွေလည်းရှိနေ အဲ့မျိုးဖြစ်တဲ့ခါကျရင်ဘယ်သူမှလည်းမကောင်းကိုယ်တိုင်လည်းမကောင်းဘူးတစ်ဖက်လူကလည်းမကောင်းဒီနေ့ပြောချင်တဲ့မစိတ်ကလီလာပါစူးစမ်းမသုံးသက်ပါအရာရာကိုညံ့နဲ့သုံးသက်ဝေဖန်ပါစဉ်းစားပါအလုံးကိုယေရှုတင်ပါလေ။